ဲ့တော့ဒီအမိုးမြစ်တွေခန်းချောင်းနဲ့စတူဒီယိုမှာဒီသချင်းကိုတွင်းတဲ့အချိန်မှာဆိုတော့ one stroke နဲ့ရတယ်တော့တော့ခေါပြန်သွင်းစရာမလိုတခါတည်း debate ထဲနဲ့ဒီသချင်းရဲ့ final data ကိုဆိုတော့ရခဲ့ရပေါ့အဲ့တော့အမှတ်တရအရန်ဖြစ်ရပါတယ်နောက်ဒီသချင်းအကောင်းဆုံး music mastering ခြင်မိတဲ့ကိုရီးယားရုံးနဲ့ဒီကျေးဇူးအများကြီးတင်ပါတယ်အေးဒီ ုံးမြစ်ထဲမှာတော့ဆိုတော့ကနွယ် character ကဆိုတော့တခါမှမသိသိုံမဆောင်မှုတဲ့ character ပေါ့နော်ဆိုတော့ကကျတော့ challenging ဖြစ်တယ်ပြီးရခါကျတော့ဒီနွယ်ကပြိသက်အတွက်ပေါ့နော်ကလစ်ကလစ်ဖြစ်စင်ပဲရတာတော့ပေးမှာပေးမှာဆိုတော့ကကျတော့အဲဒီထဲမှာဒီနွယ်ကိုမျက်နှာနှစ်ဖက်နဲ့မိမတယောက်အနေနဲ့မြင်ရမယ်အရှိန်တင်တစ်မျိုးပွဲရတစ်မျိုးပေါ့နော်ဆိုတော့ပြိသက်နည်းနည်းလေးပြည့်စုံပြတာခိုက်မဲ့ character ပေါ့အဲ့တော့ဒီထဲမှာဒီ villain character မကြတဲ့ကြကိုဆိုတော့အဲ့လိုပပလေးနဲ့ပုတ်ပြထားပါတယ်စနပြောဆိုတော့နောက်ဆုံးမှာတော့အဖြေရှိတယ်မန်းနွယ် parlando dello zio Alex Rally, la proprietà di Pecavo Massa Bici Shopping Bauer. ဒါဒီဇင်ဘာကိုအဖြေရှိနေတာသူရဲ့ true story ကိုအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ဖြစ်ရမန်ဇလန်မှာကိုကဒါမျိုးအဖြေရှိရတဲ့အတွက်ကြောင့်သူကဒီဖြစ်ရမန်ဇလန်အတိုင်းကိုပြန်ရိုက်ထားတာဆိုတော့လေအဲဒါကြောင့်အဖြေရှိနေတာပေါ့နော်ဟုတ်အာခုဒီပရိသတ်တွေကဒီဘက်ခင်မှာကြတော့ဘယ်လိုလဲဆိုတော့သူကလည်းအငင်းချင်နေကြပြီပေါ့ဇလန်ကိုဇလန်လိုမျိုးခန်းစားပြီးတော့ကြိတက်နေကြပြီပေါ့နော်ဆိုတဲ့အခါကျတော့ဆိုတဲ့အခါပရိသတ်မုံမှာအဲကြောက်တာထက်ကိုပရိသတ်ဒီကားထဲမှာဆိုတဲ့ကိုနွဲအဖြစ်နဲ့ပြောင်းပြီးမမြင်မှာပိုဆိုးရင်လေဘာလို့ဆိုတော့ဆိုတဲ့မမအူဖြစ်ပြီးတဲ့တကာလာမှာဆိုတဲ့နွဲဖြစ် စ်ချင်တယ်ဆိုတော့ပေးတဲ့တာဝန်မှာဆိုတော့ဒီစုထွက်လိုင်းကနေနွဲကိုဘလောက် percentage အထိဆိုတော့ပြောင်းယူနိုင်လဲဆိုတာဒါဆိုတော့စူးစမ်းမှုပဲပေါ့နော်အဲ့တော့ပြိတ္တအဒီနေရာလေးကိုအတိမတ်ပြုတ်ပြီးတော့အဲနွဲနေရာမှာဝန်ခံစားပြီးချိန်မခဲမရဒေါသတွေထွက်ပြီးတော့မုန်းလေလေဆိုတော့ဒါအောင်မြင်မှုမှတ်တိုင်ပဲပေါ့ချားတယ်နော်နင်တို့မမြင်ဖြစ်ဘူးတဲ့အခုတစ်ဆင့်ငါ့အမြင်ထွက်သွား နင့်ပါနဲ့ခလေးမရနိုင်မဲ့တမ냐ငါတော့ပိုက်စီးထားပြီးတော့မပွေလာလို့ပြမယ်။ဆရာခဏရင်ရှိပါတယ်။ပရိသတ်ကလည်းနားလည်ပြီးသားပါ။အဲဒီဇက်ကားလေးကိုချိန်ပြီးတော့ဒီဇက်ကားလေးကိုဒါလုံးဝရောက်သွားပြီးစီမျောသွားပြီဆိုရင်ဒါဒီမုံမြင့်အဖွဲတစ်ခုရဲ့အောင်မြင်မှုပဲ။အဲဒါဆိုတော့တဖွဲ့လုံးစူးစမ်းအကြုံနဲ့ပြီးအဲ့လိုဆိုလို့ရှိရင်ဒီဆိုတဲ့ဒီလက်ဦးဆရာဒရိုက်တာပေါ့နော်ဆရာဦးသိန်းဟန်ရဲ့စူးစမ်းထားတဲ့ဇက်ကားလေးတွေဆိုတော့အောင်မြင်မှုလို့ကျင်တယ်ဒီမုံမြင့်ကလေးကိုဆိုလို့ရှိရင်သေချာလေးပေါ့။အဲမထူကွဲပြားတဲ့ချစ်ကြိုက်ကွဲညာဆိုရဲဒီပုံမှန်အရာတွေကနေကွဲထွက်ပြီးတော့ဆက်လို့စူးစမ်းထားတာဖြစ်တဲ့အတွက် ောင်မလို့ဒီကားလေးညာလေးအောင်မြင်မှုမှတ်တိုင်အများကြီးစိုက်ထူခြင်းပါလေ อืมဟိုဒီ character တော့ तू อ่ะเนเนလေးလူရဲ့လူတွေရဲ့အာဟိုအမုန်းနဲ့ခံရမယ့် character ပေါ့เนาะဒါပေမဲ့ဆောနာပြောဆိုလို့ဇက်ရဲ့အဖြေရှိတယ်အဲ80 dog ကဆုထက်ကိုဒီနွယ်အနေနဲ့လည်းပြောင်းမြင်စေခြင်းတယ်ဒါမှမဟုတ်ဆုထက် line ဆိုတာဆုထက် line ပဲလေเนาะအဲဆုထက် line ဆိုတဲ့ဒီတရုတ်ဆောင်တယောက်ရဲ့တရုတ်ဆောင်မှုဒီမမဦးတရုတ်ဆောင်တဲ့ခါမမဦးဖြစ်သွားရမယ်ဆုထက် line ဆိုတာပြောက်ပြီးတော့နွယ်တရုတ်ဆောင်ရင်နွယ်ဖြစ်သွားရမယ်နောက်အခုဆုထက်နောက်ထပ်ပြရမယ်ချက်ဆုံးသူထုတ်ပတ်ပြီးဆိုရင်ညာလင်းနွယ်ဖြစ်ကိုဖြစ်သွားရမယ်ဒါမှပဲဒါတရုတ်ဆောင်ကောင်းတယ်လို့အဲခေါ်တွေ့ ွင်နိုင်မှာပေါ့နော်ဆက်လို့ဆိုဒါကြိုးစားဖို့လည်းအများကြီးလိုသေးတဲ့ပြင်အဲတင်ယူမှုအပိုင်းမှာဆိုတာအများအဆက်မပြတ်တင်ကြားနေရသေးတဲ့ကဏ္ဍမှာရှိရဲအဲ့တော့အဲကိုကိုကိုလည်း လိုသေးတယ်အများကြီးစူးစမ်းရအောင်မယ်ဆိုတော့အများတန်းဒီကို character တွေပေါ့သစ္စာရှိပြီစူးစမ်းရတယ်ဟိုဒီ character တခုသိအောင်ဆောင်မယ်ဆိုဒီ character တွေပဲဆိုတော့စိတ်နှစ်ထားတာပေါ့နော်အဲအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်တော့စူးစမ်းမှုအတွက်တော့အဲထတ်တူကြတဲ့တံမြန်တက်ရောက်မှုတခုတော့ဟိုကလိုချင်တယ်အမှတ်တိုင်းပြောရတာရိုးသားသားပေါ့ project စီရနေပြီးတော့အဲ့တော့ဒီနွယ်လေးလေးအောင်မြင်မှုလိုချင်တယ်အဲနွယ်မှာဆိုလို့ရှိရင်လည်းအဲ့လိုဟာနွယ်ဖြစ်သွားတယ်ဆိုတာမျိုးပေါ့နော်အဲအဲ့တော့အကြ ాయి နာမည်ဆွဲထင်တယ်ဆွဲမထင်ဘူးဆိုတာထက်ကိုဟောသူဒီလိုလဲသိအောင်ဆောင်နိုင်ပါလားဆိုတဲ့ဟာလေးတခုတော့ project စီရနေအဲ့လိုအဲ့လိုအတိမတ်ပြမှုလေး တော့ခံစင်ပါတယ်။ဟာဟုတ်ပါအောင်ပါ။သူကဟိုဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့တရုတ်ဆောင်ဘက်မှာဆိုရင်ကိုကမြေဆန်းခရမ်းမျိုးကိုစူးစမ်းခဲ့တာပေါ့။ဖိဖိစင်း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 စူးစမ်းစူးစမ်းလာတဲ့အချိန်မှာအာသူကကိုမြင်းမြင်းမြန်ဆိုပြီးချိန်စာပြင်းနေစသည်တယ်။ပြီးရခါကျတော့အခုဒီဒေါင်းဝင်ပြန်သမမဦးမှာဆိုသူကဒါအမှတ်တိုင်လေးတစ်ခုပေါ့ဖြစ်ဖြစ်သွားတဲ့အချိန်မှာပိုတာဝင်ကြီးွားတာပေါ့။အဲမမဦးလေးပောက်သွားပြီဆိုတော့ပြိတ္တကအားပေးပြီဆိုတဲ့အချိန်ကျကိုက သေချာထပ်ပြီးတော့ထပ်စ조사ရတော့တာပေါ့နော်အဲဒီဆုထလိုက်ဘာတွေလုတ်ပြမလဲဆိုတာကိုလိုလက်သေးညစ်တာဆုထလိုက်ဘာတွေလုတ်ပြမလဲဆိုတော့ပြိတက်ကဆက်ပြီးတော့စောင့်ကြည့်နေတဲ့အချိန်မှာကိုဘက်ကတော့အကောင်းဆုံးတာဝန်ကျေအောင်လို့ဆုထက်ကတော့조사ထားပါတယ်အဲ့တော့ဒီဟိုမုံမြင့်ကလေးကိုလည်းအပိတ်ပါလို့အချိန်ပေးပြီးတော့ကြည့်ရတာတန်တဲ့ကားလေးဖြစ်မှာပါ